ပရိသတ်များအားလုံးကိုကျမတို့ရဲ့9 million channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel ကနေပရာလောကစမ်းချက်ဇာတ်လမ်းတွေနဲ့ကင်မီရာစမ်းချက်ဇာတ်လမ်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။အဲဒါကြောင့်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ရတဲ့ like and subscribe လုပ်ပြီးတော့ဘေးနားဒိုတီခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်။ဟုတ်ကဲ့ပါဒီကနေ့မှာတော့စာရေးသူကောင်းထက်ကြောင့်ရေးသားထားတဲ့ကွင်းပိုင်သခင်ဥပိုလ်အနေနဲ့လဲပိုင်ရှင်ဥလှကြည်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာပါ။ အချိန်ကတော့မိုးဥကျကစားမိုးစမားတွေစိုက်ပျိုးတဲ့အချိန်ဖြစ်တယ်။လယ်သမားကြီးတို့ကလည်းအားလန့်လာတဲ့အချိန်ကတိတ်မရှိ။အထက်အညာမှာနေထိုင်သူတွေကလည်းပဲစမားတွေကိုဥစားပေးစိုက်ပျိုးတာမရှိပေမဲ့မြမပြည်အောက်ပိုင်းမှာနေထိုင်ကြတဲ့လယ်သမားတွေအဖို့ဆောင်းကူရဲ့ပဲကိုထုံရက်စိုက်ပျိုးပြီးတော့နှွေနဲ့မိုးကာလာမှာနှွေစမားနဲ့မိုးစမားတွေကိုစိုက်ပျိုးကြရပြန်တယ်။လိုင်းမြရဲ့ဘေးမှာရှိတဲ့ပန်ဝအမီရှိရွာလေးတရွာမှာ နေထိုင်ကြတဲ့ရွာသူရွာသားတွေဟာ မောဥကြရင်ပြိုကျဲမှုအတွက်လယ်ရီကိုထွန်ရဲလောက်ကိုင်းလေးရှိပါတယ်ပန်းဝါရွာမှာနေထိုင်ကြတဲ့လဲပိုင်ရှင်ကြီးတွေဖြစ်ကြတဲ့ဥပုံနေနဲ့ဥလှကြီးတို့ကငယ်ပေါင်းကြီးဖို့တငယ်ချင်းတွေဖြစ်ကြပါတယ်။အိမ်ချင်းကလည်းဘေးချင်းကဲ့ရဲ့ဖြစ်ပြီးတော့ပိုင်ဆိုင်ကြတဲ့လယ်မြေတွေကလည်းကစင်းတင်တွေဖြစ်ကြပါတယ်။ကစင်းတင်ဆိုတာကတော့လယ်တစ်ခွက်နဲ့တစ်ခွက်ပိုင်းတက်မှတ်ထားတဲ့2000လောက်ကျယ်ပြန့်တဲ့မြေဖို့ထားတဲ့တာယိုးလေးခြားတာကိုကစင်းတင်လို့ခေါ်တာဖြစ်ပါတယ်။ ဥလှကြီးကလည်းညစာထမင်းစားတော့ပြီးတော့ဇပွဲဝိုင်းမှာထိုင်ပြီးရင်းနှီးချမ်းတောင်းနေတော့လှကြီးရေမနဲ့လဲထွန်သွားရင်တော့ငါလိုက်အောင်မှာပဲကွာစရင်ကားနေတဲ့တော့ငါလှုပ်မထားနိုင်အောင်ဟိဥပုန်နီကမနဲ့ကွင်းကိုလဲထွန်သွားဖို့ဥလှကြီးကိုပြောတဲ့အခါဟိတ်ကောင်ဘုန်းနီမဲမလဲငယ်တော့တာမှမဟုတ်တာအိမ်မှာပဲနာနာနေနေနေပါလားကွာစရင်ကားတွေဆိုတာကလည်းမင်းတူတွေပဲမလားမင်းပြောတာဟုတ်တော့ဟုတ်ပါတယ်လှကြီးရာ ဒါပေမဲ့ဒီကောင်တွေကအတွေ့အကြုံသိမရှိသေးတော့နှစ်နှစ်ဆက်ဆက်မထွန်ပြေလဲထွက်နှုံးနေကြကုန်မှာစိုးလို့ပါကွာအဲ့ဒီလိုပြောလိုက်ရတဲ့ဥလချင်းငှဲ့ပေးထားတဲ့ရင်းနှွေးချမ်းတစ်ခွက်ကိုမောတောင်းလိုက်ပါတယ်ဥလချင်းကလဲအေက60နဲ့ကျွဲကောင်ရင်20ကိုပိုင်းဆိုင်ပြီးတော့ဥပုံကြီးရဲ့ပိုင်းဆိုင်မှုကလည်းထုံနီး၎င်းဖြစ်ပါတယ်နှစ်ဦးစလုံးကပန်းဝရွာမှာရွာမျက်နှာဖုံးတွေဖြစ်ကြပြီးတော့လူရင်တန်ရင်ကုသိုလ်ရေးမှာလည်းရရောသူတွေဖြစ်ကြပါဗျ။ ငယ်ပေါင်းကြိဖော်တွေဖြစ်ပြီးတော့တယောက်အကြောင်းရှိရင်တယောက်ကမဆိုင်မတွကူညီပေးတတ်တဲ့တငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။ဥလာချင်းကငငယ်ကလေးကလယ်ရီကိုတိုင်ကိုကြအာတုံခွန်ဆိုင်လောက်ကန်ခဲ့ပေမဲ့အသက်ရွယ်ချင်းရင်လာတဲ့အခါသားတွေစရင်ကားတွေနဲ့သာလွှဲထားပြီးတော့အေးအေးဆေးဆေးနေပါတယ်။ဥပုံနီရဲ့သားတွေကအဖေရဲ့ကျွန်တော်တို့လည်းဥဆောင်လုပ်တက်နေတာပဲ။အိမ်မှာနနာနေနေနေပါကြ။အဲဒီလိုပြောတာကိုလက်မခံ။မင်းတို့လည်းအတွေ့အကြုံမရင်သေးပါဘူးကွာ။ ဆိုပြီးတော့သူကိုယ်တိုင်ပဲဦးစီးလောက်ကင်ပါတယ်။မိုးရသည်ကြောင့်ပြီးတော့လုပ်ငန်းခွင်ဝင်တဲ့အခါမှာလယ်သမားအများစုကရွာမှာမနေဘဲနဲ့မိမိတို့ပိုင်ဆိုင်တဲ့လယ်မြေနေရာမှာလူရောကျွဲနွားတွေပါနေထိုင်ဖို့အတွက်တဲကြီးတစ်လုံးကိုစောက်ထားကြပါတယ်။ဆောင်လောက်ထားတဲ့တဲရီကိုတချမ်းမှလူနေဖို့ပြုလုပ်ပြီးတော့တချမ်းမှတော့ကျွဲနွားတွေကိုထားဖို့အတွက်စီစဉ်ထားပြီးတော့လဲလုပ်ငန်းပြီးဆုံးတဲ့အထိနေထိုင်ကြတယ်။ လက်မြေအေက60ကျောင်းကိုလောက်ကန်ရတာကြောင့်စရင်ကားတွေကိုအခချင်းဝေပေးပြီးတော့ငားရန်ရတယ်။စရင်ကားဆိုတာလဲထုံလုပ်ငန်းဖြစ်တဲ့လဲလုံးတာထဲထိုးတာစပားကျိုးကျဲပြိုးထောင်ခြင်းအားစပြီးတော့လဲရီကောက်ပြီးတဲ့အထိလဲလုပ်ငန်းတွေကိုလောက်ကန်ရတဲ့အလုပ်သမားဖြစ်ပါတယ်။လဲပိုင်ရှင်ကြီးတွေကလဲထဲမှာထိုးထားတဲ့တဲကြီးမှာစရင်ကားတွေနဲ့လာရောက်နေထိုင်ပြီးတော့လဲရလုပ်ငန်းပြီးဆုံးမှသာအိမ်ကိုပြန်ကြပါရစေ လယ်ဧက60ကျော်လောက်ပန်းဆိုင်ကြတဲ့လယ်ပိုင်ရှင်ကြီးဥပုံနေနဲ့ဥလာခြေတို့ဟာလယ်ထဲမှာထိုးထားတဲ့တဲအီးထဲမှာလယ်လုံငန်းသိရှိတဲ့အထိလာရောက်နေထိုင်ကြပါတယ်။လယ်မြေတွေအပေါ်မှာတော်တော်တန်ရောစင်ကြီးလာတဲ့အာကအဖိုးကြီးတွေပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဥပုံကြီးကစရင်ကားတွေလဲထွန်နေတာကိုကန်သင်းပေါ်မှာထိုင်ပြီးတော့ကြည့်ရှုနေတယ်။အဲဒီလိုကြည့်နေတော့စရင်ကားတွေလဲထွန်တာကိုစိတ်တိုင်းမကျဖြစ်လာပြီးတော့လယ်ထဲကိုဆင်းသွားလိုက်ကဲမင်းဖယ်ငါကိုယ်တိုင်ထွန်ပြမယ်။ ဆိုပြီးတော့ကိုရိုင်းဝင်ရောက်လောက်ကင်ပါတယ်။ဥပုံဒီတယောက်ကစိတ်ညံလန်ပြန်တဲ့ထွန်တုံးကိုထုံနေရင်းနဲ့ကနေထွန်တော်ပေါ်တင်လာတဲ့မြက်ဖက်တွေနဲ့မြေစာတွေကိုခြေတစ်ဖက်နဲ့ကန်ချလိုက်ပါတယ်။အဲဒီလိုမြက်ဖက်တွေမြေစာတွေရောပြီးပါလာတဲ့တထွာလောက်ရှိတဲ့တန်ကျိုးအဆွေးစားကိုကဲမိတဲ့အခါဥပုံဒီရဲ့ခြေဖဝါးမှစွန့်ဝင်သွားပါတယ်။အားကနေတစ်ချက်အတန်ပြူပြီးတော့တန်ကျိုးအဆွေးစားကိုဆွဲနှုတ်ပြီးတော့လက်ထဲမှာပါလာတဲ့တန်ကျိုးအဆွေးစားကိုကန်သင်းပေါ်ကိုပြတ်တင်လိုက်ပါတယ်။ အရင်ကလည်းခယူအခွန်နဲ့စိုးရီစူးရှာတတ်တာမို့ဥပုံနီဟာအထူးဆန်းလုံနေပဲနဲ့လဲဟိုထွန်ပြဲထွန်နေပါတယ်။ထွန်ရက်ပြီးတဲ့အခါရေမိုးချိုးပြီးထမင်းစားတော့ကအင်ရဝင်ကလေးမှခြေထောက်ကထင်ရတဆစ်ဆစ်ကြိုက်လာပြီးတော့အပြားတက်ချင်တယ်လို့လို့ဖြစ်လာတယ်လို့ဥပုံဒီတယောက်ကခံစားလိုက်ရတယ်။အိမ်နဲ့အလှမ်းဝေးတဲ့လယ်ထဲမှာဖြစ်တာမို့စေးဝါးတွေထွေထွေထူးထူးလိမ့်မနေပဲနဲ့ခြေဖွားကတန်ဆူတဲ့ထင်ရကိုရေနံကြီးလိမ့်ပြီးတော့သာအိတ်ဆက်လိုက်တယ်။ နောက်တနေ့မနက်ကိုရောက်တဲ့အခါခြေပေါ်ကတန်ရာကိုက်ခဲနေပြီးတော့အဖျားပါတက်နေတာမို့ဥပုံဒီတယောက်ကအိညာအောင်မထနိုင်တော့အလုံသမားတွေကစိတ်ပူပြီးတော့အိမ်ကိုပြန်ဖို့ပြောချပါတယ်။ဦအိမ်ပြန်ပါလားဗျာကျွန်တော်တို့လိုက်ပို့ပေးပါမယ်။လဲအတွက်ကတော့စိတ်ချပါဗျာ။မဖြစ်သေးပါဘူးကွာ။ငါတန်ရာရင်းပြီးအဖျားဝင်တာပါ။ငန်းစေးတောင်းရင်ပျောက်ပါတယ်။ အဲ့ဒီလိုညင်းပြီးတော့ညစာမျက်ဥသုံးခွက်တစ်ခွက်တင်ပြုတ်ပြီးတော့ငန်းစိမ့်နဲ့တိုက်ဖို့ခိုင်းတာမို့စရင်ကားတွေကလည်းလှုပ်ပြီးကြပါရယ်။ကြပါမယ်။နောက်ရက်နောက်ရက်တွေမှာတော့ရောခါမတက်တာပဲပို့ပြီးဆုံးရတာမို့စရင်ကားတွေကပခက်အတွင်းကိုအတင်းပွေချီပြီးတော့ရွာကိုထမ်းပို့ရပါရယ်။ရွာပြန်ရောက်ပြီးတော့နှစ်ညသာခံပြီးတော့တန်ဆူတဲ့ဝေဒနာနဲ့သေဆုံးသွားပါရယ်။ဥပ္ပိုလ်ဒီသေးသွားတဲ့အခါတာဖြတ်သူကိုစံတူကလက်မြေတွေကိုဥဆောင်ပြီးတော့လောက်ကင်ပါတယ် အဲ့ဒီလိုလောက်ကရင်လည်းညာဘက်ဒီမှာလဲတဲ့ရဲ့ဘေးကနေခြေတန်းနေကြားရတက်ပြီးတော့အပြင်ထွက်ကြည့်ရင်ဘယ်သူမှမရှိစည်ရင်းကားတွေကလည်းညာဘက်အပေါ်ပါသွားရင်လက်ရောက်အောင်မှ ရှိတဲ့လေကန်သင်းပေါ်မှာသွားလာနေတဲ့ဥပုံဒီကိုတခါတလေတွေ့ရတတ်တယ်လို့ဆိုပါတယ်ဥပ္ပဏီကတေဂာနီမှာသူတန်ရောဆင်ကြီးရဲ့လဲညီတွေကိုဆွဲလန်းပြီးတော့မကျွတ်မလွတ်ဖဲရှင်နေပါတယ်။ဒီတရင်တွေကိုကြားပြီးတော့စိတ်မကောင်းဖြစ်နေရတဲ့သူကတော့ဥပ္ပဏီရဲ့ငဲပေါင်းတငယ်ချင်းကြီးဥလှကြီးပဲဖြစ်ပါတယ်။ ။ဦးလာကျင်ရဲ့စိတ်ထဲမှာဥပုံဒီအကြောင်းလေးကိုကြားရပြီးတော့ငါကောင်ကြီးပုံဒီတော့လဲရီကိုဆွဲလန်းပြီးတော့မကြွတ်မလွတ်ပဲဖြစ်နေရလား။အော်မဟုတ်တော့ပါဘူးလေ။ဒီကောင်ကြီးအလှူတန်းဌာနတွေသီလာတွေကိုမတည်ခင်ကလုတ်ခဲ့တာပဲ။အဲဒီလိုဦးလာကျင်ကစိတ်ချမ်းသာသလိုသာတွေးပြီးတော့တငယ်ချင်းအတွက်စိတ်ဖြည့်ခဲ့ရပြီးမယ်။တန်တရားတော့မကင်။အချိန်နဲ့တရွေ့ရွေ့နဲ့ကုံဆောင်သွားပြန်အောင်တနည်းမဟုတ်ကြချင်ရောက်ပြန်တဲ့အခါဦးလှကျင်ကဆင်းရဲကားရည်နဲ့အတူလယ်ထဲမှာရှိတဲ့တဲကြီးမှလိုက်ပါနေထိုင်ပါတယ်။ မနေ့ကဒီချိန်ဆိုရင်ဘူနီတယောက်လဲလဲရောက်နေရောပြီလို့တွေးမိပြီးတော့တငယ်ချင်းကိုတရိရလိုက်ပါတယ်။တညမှာဥလာကြီးတယောက်ကအိပ်ပျော်ကားစားမှာတဲပေါ်တက်လာတဲ့ခြေသံကိုကြားရမှုမျက်လုံးဖွင့်ချင်လိုက်ပါတယ်။တဲပေါ်တက်လာတဲ့သူကသူ့တငယ်ချင်းဥပိုလ်နီဖြစ်တာကိုတအံ့တော်တွေ့လိုက်ရပါတယ်။ဥလာကြီးကမယုံနိုင်တဲ့မျက်လုံးနဲ့ဥပိုလ်နီကိုကြောင်ပြီးတော့ကြည့်ပါတယ်။ဟဲ့ကောင်လှကြီးငါပါကွာမကြောက်ပါနဲ့ ငါခုမင်းလန်နဲ့ငါလည်းချားရရထိမ်မင်းကြီးပေါ်မှာနေနေရတာကွာဆိုင်ရပိုင်ရတွေကငါ့ကိုကွင်းပိုင်ဖြစ်ပေးလိုက်ပြီးမင်းကိုတရိယလို့လာတွေ့တာကောင်းကြီးရအဲ့ဒီလိုဝမ်းသာအားရနဲ့ပြောလိုက်တဲ့အခါဟုတ်လားဘုန်းကြီးကမင်းကွာအလူတန်းဒါနသီလာတွေလုပ်နေရတဲ့ဘာကြောင့်ကွင်းပိုင်ကြီးဖြစ်နေရတော့ဥလာကျေရဲ့အမေစကားကြောင့်ဥပုံနီရဲ့မျက်နှာအတန်ငယ်ညှိုးငယ်သွားပြီးတော့ ငါမှဒါနသီလကုသိုလ်တွေရှိပေမဲ့လက်အမြေတွေကိုဆွဲလန်းတဲ့စိတ်ကြောင့်ကွင်းပိုင်ကြီးဖြစ်ရတာပါကွာမင်းလက်အမြေတွေနဲ့မင်းကိုတတ်နိုင်သလောက်ငါစောင့်ရှောက်ပေးပါမယ်အဲဒီလိုဆိုရင်လည်းပျောက်ွယ်သွားတာကြောင့်ဦးလှကြီးကအဲ့ရာကနေလူလဲထားလိုက်ပြီးတော့အိမ်မက်မက်နေမဲကိုတတိယလိုက်ပါတယ်ဦးလှကြီးကအိမ်မက်အကြောင်းကိုဘသူတဦးတယောက်ကမှပြောမပြဘဲနဲ့စိတ်ထဲမှာသာထားလိုက်ပါတယ် ထူးထူးခြားခြားပဲအခုနဲ့လက်ထုံဆိုင်ပြိုတဲ့အခါအခက်အခဲအထီးခိုက်တစုံတရာမရှိဘဲနဲ့ချောမွေ့တာယာနေခဲ့ပါတယ်။တညမှာအိပ်ပျော်နေတဲ့အခါကွင်းပိုင်ကြီးဥပိုနီကအိမ်မက်လာပေးပါတယ်။လာကြည့်မင်းလူတွေလက်ထုံတဲ့အခါမှာအနှောက်အယှက်အထီးခိုက်မရှိအောင်ငါဖယ်ရှားပေးခဲ့တယ်ကွာ။အဲ့ဒါကြောင့်တတားဟင်းနဲ့ထမင်းနဲ့ချက်ပြီးငါနေတဲ့ထိမင်းကြီးအောက်ကိုလာကျွေးပါလားကွာငါစားကြင်လို့ပါ အဲ့ဒီလိုဥလချင်ရောအိမ်မက်လာပြီးသွားတယ်။နောက်တနေ့မှဆယင်းကားတယောက်ကိုရွာကိုပြန်လှုပ်ပြီးတော့ချက်တကောင်ဝယ်ခိုင်းပြီးချက်ပြုတ်ပြီးတော့ထမင်းရောဟင်းမှာတောင်းထဲကိုထည့်ပြီးတော့ချိန်မင်းကြီးအောက်ကိုသွားချွေးပါတယ်။ဥလချင်ကထမင်းဟင်းတွေထည့်လာတဲ့တောင်းကိုချိန်မင်းကြီးအောက်မှာချလိုက်ပြီးတော့ကဲငါကောင်ကြီးအဝတာစားပြီးတော့ငါလည်းနေနဲ့ကျွဲတွေကိုတော့မင်းကြီးရှုဆောင်းရှောက်ပြီးပါအောင်ကွာ။အဲ့ဒီလိုပြောတဲ့အခါထိန်မင်းကြီးရဲ့အရွက်တရားလေးမတိုက်ဖဲနဲ့လှုပ်ရမ်းသွားပါတယ်။ ဦးလှကြီးကလည်းတောင်းကြီးကိုတစ်ပင်အောင်မှထားခဲ့ပြီးတော့ပြက်မယ်အလုံး။ကောင်ကြီးရေငါမေးတော့မလို့ကွာမင်းတိတ်ကြိုက်တဲ့ဆေးပြက်လိုက်ကိုဒီတောင်းမေးမှာငါထားခဲ့မယ်။အဲဒီလိုပြောပြီးတော့အိတ်ထဲမှာစိတ်လိုက်ငါလိုက်ခံကို ထုတ်ပြီးတော့မေးချင်းနဲ့အတူထားပြီးတော့ပြန်လာခဲ့ပါတယ်။တညမှာတဲအတွင်းရအလုံသမားတဦးကအဖျားဝင်ပြီးတော့ခေါင်းကလေးပြောဆိုပြီးအော်ဟစ်နေပါတယ်။ကြောက်ပါပြီဗျအမလီကဲကြပါအောင်မလားနဲ့မလားနဲ့ ။ဦးလာကြီးကလည်းပါလာတဲ့ငန်းစေးကိုတိုက်ပြင်မဲ့အဖျားမကြပဲနဲ့ခရောင်ကရန်းနေပြောမြဲပြောနေပါတယ်။အဲဒါကြောင့်တစုံတစ်ခုကိုတရိယာမိသွားတဲ့ဦးလာကြီးတယောက်ကတဲပေါ်ကနေဆင်းပြီးတော့မိဘုံကရင်နဲ့ချိန်မင်းကြီးစီကို လာခဲ့ပါတယ်။ချိန်မင်းကြီးစီကိုရောက်တဲ့အခါဦးလာကြီးကငယ်ချင်းဘုံကြီးငါစင်းငါတယောက်တော့မင်းကိုမလေးမစားလုပ်မိပြီထင်တယ်။ငါငါနောက်ကိုဆုံးမထားပြီမယ်ဘုံကြီးကခွင့်လွှတ်ပေးလိုက်ပါကွာ။ အဲဒီလိုပြောပြီးတော့တန်းစီကိုပြန်လာခဲ့ပါတယ်။ဥလှကြည်တဲတင်းအောင်ပြန်ရောက်လာတဲ့အခါဖျားပြီးတော့ခရောင်ကလန်းအော်နေတဲ့ဆင်းရဲကားဖြစ်သူဟာငြိမ်းချသွားပြီးတော့အိပ်ပျော်သွားပါတယ်။အဲဒီညာဥလှကြည်အိပ်ပျော်နေတော့အိမ်မက်ထဲမှာလှကြည်မင်းဆင်းရဲကငါနေတဲ့အပင်ကြီးအောက်မှာအပေါ်လာဆွန့်သွားတယ်ကွာ။မင်းမျက်နှာနဲ့မလို့ငါခွင်းလွတ်လိုက်တာဟေ။ပြောထောင်မင်းလူတွေကို အဲ့ဒီလိုပြောပါတယ်တခုသောညမှာဥလားကျရောဆင်းရဲကားတွေပါအလုံးပင်ပန်းထားကြောင်းဆော့ဆော့ပဲအိယာဝင်ခဲ့ပါတယ်မကြခင်မှာအလုံးဟာတခုခုတခေါခေါနဲ့အိမ်မောကျသွားပါတယ်အဲ့ဒီချိန်မှာတဲနဲ့မနီမဝေးရနေအောင်မလေးပြဆိုတဲ့အတန်နဲ့ကြီးကိုကြားလိုက်တာမို့အလုံးဟာလက်နိုးသွားပါတယ်ဒီလိုနဲ့ဥလားကျနဲ့ဆင်းရဲကားတွေကအိယာကနေအလူးလဲထပြီးတော့အတန်ကြားရစီကိုအပြေလွှာသွားချိန်ပါတယ် တဲရဲ့အဝေးစီရောလူတယောက်ထွက်ပြေးသွားတာကိုဦးလှကြည်တို့ကနှမ်းမြင်လိုက်ရပါတယ်။ဦးလှကြည်တို့ကတဲအတွင်းကိုပြန်ဝင်ပြီးတော့ခိုင်းကျွဲတွေကိုဆစ်ချလိုက်တဲ့အခါကျွဲပေါက်ကြီးတစ်ကောင်ရဲ့ကျိုးကခြေတိုင်ရနေပြေးပြီးတော့မြေပေါ်ကျနေတာကိုမြင်တွေ့ရပါတယ်။ကျွဲတစ်ခုကကျိုးဖြစ်နေတော့မှတစုံတရာကိုလန့်ပြီးတော့ထွက်ပြေးသွားပုံရပါတယ်။ကျိုးဖြစ်နေတဲ့ကျွဲကိုတိုင်မှပြန်ချပြီးတော့သူတို့အားလုံးကအိယာဝင်ခဲ့ကြပါတယ်။ဦးလှကြည်တယောက်ကအိပ်ပျော်သွားခဲ့ပါတယ်။ဟေ့ကောင်လှကြည့် မင်းကျွဲပေါက်ကြီးကိုတခေါက်ကကြိုးဖြီနေတော့ငါနရင်အုပ်လွှတ်လိုက်တာကွာအဲ့လိုကွင်းပိုင်ကြီးဥပိုလ်ကြီးကအိမ်မက်လာပေးပါတယ်တညမှာလဲတဲအတွင်းမှာရှိတဲ့ကျဲမကြီးတကောင်ကကြိုးပြီပြီးတော့တဲအပြင်ကိုခြေဦးတရားထွက်သွားပါတယ်တဲထဲမှာရှိတဲ့လူတွေကလည်းအိမ်မောကြနေတဲ့အတွက်ဘသူမှမသိလိုက်ကြအဲ့ဒီခါမှာလဲဥလှကြီးကအိယာအနေနိုးပြီးတော့လှကြီးမင်းကျဲမကြီးသူများလည်းရေးတဲ့တွားနေပြီလိုက်ဖမ်းအောင်ဟာအဲ့လိုကွင်းပိုင်ကြီးဥပိုလ်ကြီးကအိမ်မက်ပေးပြောကြတာကြောင့် စည်ရင်ကားတွေကလိုက်ဖမ်းခဲ့ရပူပါတယ်။တခါကဥလချီကကောင်းဆွကြမှာထည့်ထားတဲ့ငွေ90ကျပ်အုပ်ထဲကနေ90ကျပ်တရွက်လျှော့နေတာမို့မိမိပဲအထားမလေးသလားတနေရာမှာကြကြံခဲ့လေးသလားလို့နှစ်မျောတတာဖြစ်နေပါတယ်။အရင်ညမှာဥလချီအိမ်ပြောင်းနေတော့ကွင်းပိုင်ကြီးဥပိုနီကအိမ်မက်ထဲမှာပေါ်လာပြီးတော့ဟဲ့ကောင်လှချီမင်းရဲ့ငွေ90ကျပ်ကိုစည်ရင်ကားတယောက်ခိုးယူပြီးတော့ကျွဲရီထားတဲ့ဘက်မှာထုတ်တန်းဝလုံးကောင်းထဲမှာဟွက်ထားတယ်ကွာ။ အဲ့ဒီလိုအိမ်မက်ပေးပြောတာကြောင့်အဲ့ဒီဝလုံးကောင်းတဲ့ကိုရှာတဲ့အခါတကယ်ပဲငွေငါချက်ကိုပြန်တွေ့ရပါတယ်။အဲ့ဒီခေတ်အခါဟာရွှေတစ်ချက်သားမှာ180ချက်သားရှိတာမို့ငွေငါချက်ကတန်ဖိုးရှိပါတယ်။ကွင်းပိုင်ကြီးဥပိုလ်နီကဘဝချင်းခြားသွားပြီမဲ့တငယ်ချင်းကောင်းပိသားစွာနဲ့ဥလှကြီးတို့စောင့်ရှောက်ကူညီပေးပါတယ်။ဥလှကြီးကလည်းသတင်းကြော်လာပြကြော်တရက်နေ့ရောက်တိုင်းစားကောင်းတောက်ဖွဲ့တွေကိုချက်ပြုတ်ပြင်ဆင်ပြီးတော့ဖျားမှာကတ်လှူပူဇော်ရင်နဲ့ကွင်းပိုင်ကြီးကိုအမြတမ်းပေးဝေပါတယ်။ ွင်းပိုင်ကြီးဥပုံနေနေတဲ့ချိန်မင်းကြီးအောက်ကိုသွားပြီးတော့လဲဗလိနတ်စာကျွေးမွေးပါတယ်ဒီလိုနဲ့ကွင်းပိုင်ကြီးဥပုံနေနဲ့လဲပိုင်ရှင်ကြီးဥလာကြီးတို့ကတယောက်ကိုတယောက်ကြိရှုဆောင်ရှောက်ကူညီရင်းနဲ့နေထိုင်လာခဲ့တာကသုံးနှစ်တောင်ပြည့်လို့နေပြီဖြစ်ပါတယ်ဥလာကြီးကဒီကနေ့သတင်းကြွန်လာပြီနေဖြစ်တာမို့နောက်နေ့မှာကွင်းပိုင်ကြီးဥပုံနေအတွက်အရင်နှစ်တည်းလိုပဲအလှူတန်းပြုလုပ်ပေးဖို့စဉ်းစားပြီးတော့အိမ်ယာဝင်ခဲ့ပါတယ်အိပ်ပျော်နေတော့အိမ်မက်ထဲမှာကွင်းပိုင်ကြီးဥပုံနေရှောင်းလာပြီးတော့ ကောင်းကြီးလှကြီးဒီသတင်းကြောင့်လာပြီကြောတရက်နေ့ကျိုင်းဒီထက်မြင့်မြတ်တဲ့ဘုံဘွားကိုငါသွားရတော့မှာမလို့မင်းကိုလာနှုတ်ဆက်တာကနောက်ကိုမင်းလည်းဒါနသီလမမေ့နဲ့ကောင်းကြီးရေအဲဒီလိုပြုံးပြုံးရွှေရွှေနှုတ်ဆက်ပြီးတော့ပြောက်ွယ်သွားပါတယ်ဦးလှကြီးကအဲ့ရာနိုးလာတဲ့အခါငယ်ပေါင်းကြီးပေါ့တကယ်ချင်းကြီးကောင်းရမွန်ရဘွားကိုရောက်ရှိသွားတာကိုဝမ်းသာရတယ်လို့နောက်မှဘရော့မတွေ့ရတော့မှာမဟုတ်ဘူးလို့တွေးမိပြီးတော့ဝမ်းနေပြီးတော့မျက်ရည်တွေကျလာမိပါတယ် ရိသတ်များရှင်စပါခုတင်ဆက်ပေးခဲ့တာတော့ဆရာကောင်းထက်ကျော်ရေးသားထားတယ်။ကွင်းပိုင်သခင်ဥပုံအင်းနဲ့လေပိုင်ရှင်ဥလှကြည်ဆိုတဲ့ဇလန်းအဆအဆောင်ပဲဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်ဇလန်းကောင်းတွေကိုလည်းစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်ရှင်။